င်္ဂလာပါခုဖတ်ပြတာမဲ့စာအုပ်လေးရတော့ဘာမှုသိမ့်ဖေးရဲ့အောင်မြင်မှုပန်းနိုင်လို့ခြေလန်း90ပဲဖြစ်ပါတယ်အောင်မြင်နီလန်တက်ရီမန်းချက်မရှိရင်ပတ်မပါတဲ့တင်မပေါ်လိုက်ပါနေတယ်လို့ပဲသူတေသနာပညာရှင်တွေရဲ့စစ်တမ်းကောက်ချက်ရနိုင်ငံတိုင်းမှာလူဦးရေ900ခန့်လောက်ပါကြီးပွားချမ်းသာနေကြပြီး ကျန်95ရာခိုင်နှုန်းကတော့အလေလက်တန်းစားနဲ့စီးရဲကြသူတွေဖြစ်ကြရဲဆိုတာတွေ့ရှိရတယ်တဲ့။နောက်ထပ်တွေ့ရှိတဲ့ထူးခြားချက်တစ်ခုကအဲ့ဒီ9ရာခိုင်နှုန်းသောလူတွေနဲ့95ရာခိုင်နှုန်းသောလူတွေရဲ့ရုပ်ပိုင်းဆိုင်ရာအခြေအနေအခွင့်အလမ်းတွေဟာတိတ်မကွာခြားကြပါဘူးတဲ့။ကွာခြားတာကစိတ်ပိုင်းဆိုင်ရာမှာပါတဲ့။အဲ့ဒါကဘာလဲဆိုရင်9ရာခိုင်နှုန်းသောကြီးပွားချမ်းသာတဲ့လူတွေဟာတိကျတဲ့ရည်မှန်းချက်တွေထားရှိခဲ့ကြပြီး95ရာခိုင်နှုန်းသော အလေလက်တန်းစားနဲ့စီးရဲတဲ့သူတွေမှာ တိကျတဲ့ရည်မှန်းချက်မထားရှိကြဘူးတဲ့တိကျတဲ့ရည်မှန်းချက်ဆိုတာဘာလဲမိမိဘဝမှာဘာဖြစ်ချင်လဲဘာလုပ်ချင်လဲဆိုတာတိတိကျကျသိနေချင်းပါဥပမာကြီးလိုက်ရင်ဆရာဝန်ဖြစ်ချင်တယ်အင်ဂျင်နီယာဖြစ်ချင်တယ်အဆိုတော်ဖြစ်ချင်တယ်အဝတ်အစားဒီဇိုင်နာဖြစ်ချင်တယ်ဝန်ကြီးဖြစ်ချင်တယ်စသဖြင့်ပါတိကျတဲ့ရည်မှန်းချက်မရှိသူတယောက်ဟာပင်လယ်ပြင်မှာပက်မပါတဲ့သင်္ဘောတစ်စီးပေါ်မှာလိုက်ပါစီးနင်းနေသူနဲ့တူပါတယ် သူဟာတင်ပေါ်ရောက်ရာပေါက်ရာခောက်မောင်းတာကိုစီးနင်းလိုက်ပါနေလို့သူလည်းရောက်ချင်အောင်ရောက်သွားမယ်။ဒါမှမဟုတ်သူဟာတင်ပေါ်မှောက်ပြီးရင်းနှီးတိတ်ချင်သေးမယ်။ဒါမှမဟုတ်တင်ပေါ်ပေါ်ကအစာရေစာပြက်ပြီးတိတ်ချင်သေးမယ်။တိချာတာတခုကတော့ရည်မှန်းချက်မရှိတဲ့ဒီလိုလူမျိုးဟာဘဝမှာဘယ်တော့မှအောင်မြင်သူတယောက်ဖြစ်လာမှာမဟုတ်ဘူးဆိုတာပါပဲ။အောက်မှာရေးပြထားတဲ့ကဘာကျော်ရောက်ရှင်မင်းသားတယောက်ရဲ့တိကျတဲ့ရည်မှန်းချက်အကြောင်းဖတ်ကြည့်လိုက်ပါဦး။ Bruce Lee ဆိုတဲ့နာမည်ကိုအခုခေတ်လူငယ်တွေမသိကြတော့ပြင်မယ်လူလတ်ပိုင်းနဲ့လူကြီးပိုင်းတွေကသူ့ကိုကောက်ကောက်မမိကြပါနဲ့1980ခုနှစ်ကဟောလီဝုဒ်ရုပ်ရှင်လောကမှာရုပ်ရှင်မင်းသားဒါရိုက်တာတိုင်းပညာရှင်အဖြစ်ထင်ပေါ်လျှော့ကြခဲ့တဲ့ဟောင်ကောင်ကတယောက်လူမျိုးပါကလေးဘဝကဟောင်ကောင်မှာကြီးပြီးခဲ့တဲ့ Bruce Lee ဟာလူပြိုရွယ်မှာအမေရိကန်နိုင်ငံကိုရောက်လာခဲ့ပါတယ်အလုပ်တစ်ခုနဲ့တက်ကတူတွေတက်ရင်သူတက်ထားတဲ့ကွန်ဖူတိုင်းပညာကို သင်ပေးတဲ့သင်တန်းကျောင်းလေးတစ်ခုဖွင့်တယ် သူရဲ့တိုင်းပညာကျွမ်းကျင်မှုကြောင့် American TV ဆက်လန်တွေမှာမထင်မရှားပါဝင်ရိုက်ကူးနေခဲ့ရပါတယ်1969ခုနှစ်မှာသူကခုလိုတိကျတဲ့ရည်မှန်းချက်တစ်ခုကိုသူ့လက်ရည်နဲ့ရေးခဲ့ပါတယ်ငါဘရုစ်လီဟာ American နိုင်ငံမှာဝင်ငွေအကောင်းဆုံးအရှိတိုင်းသား Hollywood ရုပ်ရှင်မင်းသားဖြစ်ရမယ်အဲ့ဒါလို့ဖြစ်ဖို့ငါရဲ့အကောင်းဆုံး Kung Fu တိုင်ပြခွဲတွေနဲ့ရုပ်ရှင်ကားတွေမှာအကောင်းဆုံးတယောက်ဆောင်ပြမယ် 1980ခုနှစ်ကစပြီးငါနာမည်ဟာကဘာမှာကြော်ကြားလာရမယ်။1980ခုနှစ်ကမှငါဟာဒေါ်လာ100သန်းကိုပိုင်ဆိုင်ရရှိနေရမယ်ဆိုပြီးရေးခဲ့တာပါ။အဲ့ဒီစာအုပ်မှာသူလက်မှတ်ထိုးထားတဲ့တိကျတဲ့ရည်မှန်းချက်စာရိတ်လေးကိုသူကွယ်လွန်သွားပြီးနောက်သူမိသားစုကရှာဖွေတွေ့ရှိခဲ့တာပါ။ဒီမှာစိတ်ဝင်စားစရာကောင်းတာကိုတွေ့ရပါတယ်။အဲ့ဒီတိကျတဲ့ရည်မှန်းချက်စာလေးကိုရေးတဲ့အချိန်1969ခုနှစ်မှာသူဟာဟောလီဝုဒ်ရုပ်ရှင်မင်းသားဖြစ်နာမည်ကြီးဖို့နေနေသက်တာ။ စီပူပေါ်နဲ့ရိုက်တဲ့ရုပ်ရှင်ကားတွေမှာမထင်မရှားတခန်းဆန်တခန်းဆလေးမှာပဲပြုတ်ဆောင်ခွင်ရနေပါသေးတယ်။နောက်ပြီးသူဟာအဲ့ဒီအချိန်မှာဒုက္ခဒုက္ခဖောင်းဆောင်နဲ့ကြုံတွေ့နေရတယ်။သူ့ရဲ့ကြောရုံမှာဒဏ်ရာရလို့ဒီကိုလုံးမလောက်ရှားနိုင်ပဲ။ American ဆင်းရုံတစ်ခုရဲ့ဂရင်ပေါ်မှာလဲလျောင်းနေရတယ်။ကိုဖူတိုင်းလေးချင်းကမလောက်နိုင်ဘူး။သူ့မိမနဲ့ကလေးကိုငွေချင်းမထောက်ပံ့နိုင်ဘူး။အိမ်ခန်းငါးကပေးစရာမရှိဘူး။တငယ်ချင်းစီကခြေထားတဲ့ပိတ်ဆံတွေလည်းပြန်မဆက်နိုင်ဘူး။သူတို့ဒုက္ခတွေနဲ့ကြုံနေပေမဲ့ Bruce Lee ကတော့ ကြော်ကြားအောင်မြင်တဲ့ဟောလီဝုဒ်ရုပ်ရှင်မင်းသားဖြစ်ဖို့နဲ့နောက်ဆက်နှစ်ကြာမှာဒေါ်လာ၁၀လမ်းပိုက်ဆိုင်နိုင်ဖို့ဆိုတဲ့သူ့ရဲ့ရည်ထားခဲ့တဲ့တိကျတဲ့ရည်မှန်ချက်ဖြစ်လာမယ်လို့လုံးဝယုံကြည်နေခဲ့ပါတယ်။1982ခုနှစ်မှာသူဟာဟောင်ကောင်က Golden Harvest ရုပ်ရှင်ကုမ္ပဏီကရိုက်ကူးတဲ့ The Big Boss ကိုဖူတိုင်းကမှစတင်နာမည်ကြီးသွားပါတယ်။နောက်ပိုင်းမှာဟောလီဝုဒ်က Warner Brothers ရုပ်ရှင်ကုမ္ပဏီကသူ့ကိုမင်းသားတင်ခဲ့လို့ကိုဖူမင်းသားဖြစ်ကမ္ဘာကျော်သွားခဲ့ပါတယ်။သူတဲ့32နှစ်ရွယ် 1983ခုနှစ်မှာဟောလီဝုဒ်ရုပ်ရှင်လောကရဲ့နာမည်ကြီးဆုံးရုပ်ရှင်မင်းသားဖြစ်နေချိန်မှာပဲဟောင်ကောင်မှာကွလွန်သွားရှာပါတယ်။သူမကွလွန်ခင်မှာပဲစနေကြ1980ခုနှစ်မှာရဖို့မျော်မှန်းထားတဲ့ဒေါ်လာ10သန်းထက်အစပေါင်းများစွာဖြစ်တဲ့ငွေကြေးကိုပိုင်ဆိုင်နေခဲ့ပြီဖြစ်ပါတယ်။ဘရုစ်လီအမေမူရခဲ့ခြင်းမှာသူ့ရဲ့စူးစမ်းမှုအပြင်းထန်တိုင်းလဲခြင်းမှုတွေအပြင်သူ့ရဲ့တိကျတဲ့ရည်မှန်းချက်ကြောင့်လည်းပါပါတယ်။ဒါဆိုရင်တိကျတဲ့ရည်မှန်းချက်ဆိုတာဘာလဲလို့သဘောပေါက်ပြီလို့ထင်ပါတယ်။ လူတယောက်ဟာအနာဂတ်မှာအောင်မြင်သူတယောက်ဖြစ်မလားရှုံးတဲ့လူတယောက်ဖြစ်မလားဆိုတာကိုသိချင်ရင်သူ့ကိုဒီမေကွန်းတိုလင်းတစ်ခုပဲမေးကြည့်လိုက်ပါမေကွန်းတစ်ကခမရရဲ့ဘဝအတွက်တိကျတဲ့ရည်မှန်းချက်ကဘာလဲဆိုတာနဲ့မေကွန်းနံပါတ်1ကအဲ့ဒီရည်မှန်းချက်ဖြစ်မြောက်ဖို့ခမရဘာအစီအစဉ်တွေများချမဆောင်ရွက်နေတယ်လဲဆိုတာပါဒီမေကွန်းလေးတဲ့မေးခံရတဲ့လူတွေတဲကလူများစုကတော့အခုလူတွေအဖြစ်ပေးတတ်ကြပါတယ်ကျွန်တော်လားဘာရင်မရှင်းမထားပါဘူးဗျာဘဝဆိုတာအချိန်တော်တော်လေးပါဗျာ ဒါကြောင့်ကျွန်တော်ဘာရင်မင်းချက်မှမထားပဲပေါ့အောင်ပျော်ပျော်ပဲနေသွားမယ်။ဘာဖြစ်လို့စိတ်ပင်ပန်းခံပြီးရင်မင်းချက်ဆိုတာကြီးထားနေအောင်ပါလဲဗျာ။ကံကောင်းရင်ချမ်းသာမယ်၊ကံမကောင်းရင်ဆင်းရဲမယ်ဒါပဲပေါ့။အဲ့ဒါလိုအဖြစ်ပင်းနေသူအဲ့ဒါလိုအဖြစ်ပင်းနေသူတွေဟာသူတို့ဘောမှာအမေမှုရကြအောင်မဟုတ်ပါဘူး။ဘာဖြစ်လို့အခုလိုတက်ပြောနိုင်ရလဲလို့မေးလိုက်။ကျွန်တော်အဖြစ်ကသူတို့မှာတိကျတဲ့ရင်မင်းချက်မရှိကြလို့ပါ။ယနေ့ကပါပေါ်မှာအောင်မြင်ဆုံးအကြောကြားဆုံးနဲ့အချမ်းသာဆုံးပုံကိုယ်တွေဖြစ်ကြတဲ့ BK မက်ဆူဂါဘတ်ဝါရန်ဘက်ဖက်စတီးဗ်ဂျော့နဲ့လီကာရှင်းစတဲ့ပြည်တဲ့နဲ့တထေးတွေအကြောင်းရေးထားတဲ့စာအုပ်တွေသူတို့ရဲ့အထောက်ပါတီစာအုပ်တွေကိုဖတ်ကြည့်လိုက်ရင်သူတို့အားလုံးဟာကံကောင်းပြီးအောင်မြင်မှုရလာကြသူတွေမဟုတ်ပါဘူးသူတို့မှာတိကျတဲ့ရည်မှန်းချက်ရှိကြသလိုအဲ့ဒီရည်မှန်းချက်ဖြစ်မြောက်ဖို့စီစဉ်တွေချမှတ်ခဲ့ကြတယ်အဲ့ဒီစီစဉ်တွေကိုလည်းလက်တွေ့အကောင့်ထဲပို့ခဲ့ကြလို့ပါတိကျတဲ့ရည်မှန်းချက်ဆိုတာအောင်မြင်မှုရဲ့အစပါတိကျတဲ့ရည်မှန်းချက်မထားသူတက်ဟာဘယ်လိုမှအောင်မြင်မှုမရနိုင်ပါဘူး ဒါကြောင့်တင်မှာရီမန်းချက်ဆိုတာမရှိသေးဘူးဆိုရင် အခုပဲတိကျရဲ့ရီမန်းချက်ချမှတ်လိုက်ပါတဲ့အခုလောက်လိုက်ရင်တင်ဘွားမှာအောင်မြင်မှုရဖို့အချိန်မနှောင်းသေးပါဘူးဒီနေရာမှာတချို့ကပြောကြပါတယ်ကျွန်တော်တို့လည်းတိကျရဲ့ရီမန်းချက်ထားခဲ့ပါတယ်ဒါပေမဲ့နှစ်ပေါင်းကြာလာပေမဲ့လည်းအခုထိရီမန်းချက်မအောင်မြင်သေးပါဘူးဘာဖြစ်လို့ပါလဲတဲ့အဲ့ဒီအတွက်ကျွန်တော်ရဲ့အဖြေကသူတို့မှာတိကျရဲ့ရီမန်းချက်ရှိပေမဲ့ပြင်းပြတဲ့လိုရင်ဆန္ဒ banning desire မရှိကြလို့ပါပြင်းပြတဲ့လိုရင်ဆန္ဒအကြောင်းအရှိခံမှာဖော်ပြသွားပါမယ်